မင်္ဂလာပါရှင်။မေလ14ရက်ဗုဒ္ဓဖူးနေ့အတွက်ရွှေငွေရထလုတ်ရရရန်ကုန်တရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ရုပ်ရှင်လောကသားများရဲ့သားနဲ့သမီးများပညာသင်ွေထောက်ပံ့ကြီးရှောက်ထားနိုင်တဲ့တရင် 2025-2026ပညာသင်နှစ်အတွက်မြန်မာနိုင်ငံရုပ်ရှင်အစီအယုံကအစီအယုံဝင်ရုပ်ရှင်လောကသားများရဲ့သာသမီများအားပညာသင်ငွေထောက်ပံ့ခြင်း၊ကျောင်းဝင်းစုံနဲ့ကျောင်းသုံးပစ္စည်းများထောက်ပံ့တော်မှာဖြစ်လို့ဇွန်လ6ရက်နောက်ဆုံးထားပြီးရုပ်ရှင်အစီအယုံတို့လာရောက်ရှောက်ထားနိုင်ကြောင်းသိရပါတယ်။မြန်မာနိုင်ငံရုပ်ရှင်အစီအယုံမှာနေ့စဉ်ကျောင်းဖွင့်ခြင်းများတွင်အစီအယုံဝင်မိသားစုများကိုပညာသင်ထောက်ပံ့ခြင်းများပေးရလျက်ရှိပြီးယခုနှစ်မှာတော့ကျောင်းသားကျောင်းသူ200ဦးကိုပေးရတော်မှာဖြစ်တယ်လို့သိရ ပါရရှင်ဆက်လက်တင်ဆက်ပေးမှာကတော့ငလင်တုံပြန်ဆောင်ရွက်ရေးလုပ်ငန်းများအတွက်ဘင်္ဂလားဒေ့ရှ်ဘာမေဆူတီကဲ Society in Myanmar မှစေဝါများလှူဒါန်းနေတဲ့တင်မြန်မာနိုင်ငံကြက်ချင်ဒီအသေးမှဆောင်ရွက်လျက်ရှိတဲ့ငလင်တုံပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင်အသုံးပြုရန်အတွက်ဘင်္ဂလားဒေ့ရှ်ဘာမေဆူတီကဲ Society in Myanmar မှစေဝါများလှူဒါန်းပွဲကိုမေလ၁၂ရက်ကမြန်မာနိုင်ငံကြက်ချင်ဒီအသင်းရန်ကုန်ရုံးခွဲမှာပြုလုပ်ကြောင်းသိရပါတယ်လှူဒါန်းပွဲတွင် မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်သံမကြီး His Excellency ဒေါက်တာ MD မွန်ဝါဟိုစင်ဘင်္ဂလားဒေ့ရှ်ပါမက်ဂျူတီကယ်ဆိုဆိုက်တီအင်မြန်မာမှငွေကျပ်သိန်း150တန်မှုရှိစေဝါများကိုပေးရလှူဒန်းပြီးမြန်မာနိုင်ငံကျေးဇူးတင်အသင်းဥက္ကဋ္ဌပမောခဒေါက်တာမျိုးညွန့်ကလက်ခံကကျေးဇူးတင်စကားပြောကြား၍ဂုဏ်ပြုမှတ်တမ်းလွှာပေးအကြောင်းသိရှိရပါတယ်ရှင်ထမတင်ဆက်ပြီးမှာကတော့နောက်36နာရီအတွင်းလေပြင်းအားနဲ့ရေဝန်အားကောင်းလာနိုင်တယ်လို့မိုးစလအတိပေးတဲ့တဲ့ နောက်36နာရီအတွင်းလေဖိအားနှင့်ရေဝံအကောင်လာနိုင်ကြောင်းမိုးလေဝသဌာနခွဲရန်ကုန်ကမေလ7ရက်တွင်အသိပေးထားပါသည်မေလ7ရက်နနက်ပိုင်းတိုင်းထွားချက်အရကပ်ပလီပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသောလေဖိအားနှင့်ဆေဟာအနောက်မြောက်ဘက်သို့ရွှေ့ရှာခဲ့ရာကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းကပ်ပလီကျွန်းအနီးသို့ရောက်ရှိခဲ့ပြီးအနောက်မြောက်ဘက်သို့ဆက်လက်ရွှေ့ရှာနိုင်ကဘင်္ဂလားပင်လယ်အော်အရှေ့ပိုင်းကိုကိုကျွန်းအနီးသို့ရောက်ရှိနိုင်ကြောင်းအသိပေးထားပါသည် အဲ့ဒီနောက်မြမပင်လေပြင်အပေါ်အကျိုးသက်ရောက်နိုင်မှုအခြေအနေမှာမေလ23ရက်မှစပြီးမေလ23ရက်အတွင်းမြမကံယူတဲ့တရှောင်းနဲ့ကံလွန်ပင်လေပြင်တို့မှာရန်ဖန်ရန်ခေါမှုတက်လေပြင်များကြောက်ရောက်ပြီးလိုင်းအသင်အတင်မှလိုင်းချင်းနိုင်က မိုးတက်လေပြင်ကြဆင်းရေပြင်မြေပြင်လေးဟာတနအိလင်း35မိုင်မှမိုင်40အထိတက်ခိုင်နိုင်ပြီးလိုင်းမြင်မှာမြမကန်ရန်တရှောင်းနဲ့ကမ်းလုံပင်လေပြင်းတို့တွင်ငါးပေမှာဆန်တဲ့ပေခန့်ရှိနိုင်တယ်လို့အသေးပေးချက်ဖော်ပြထားပါတယ်။ အစောပိုင်းလေဖီအားရဝုံအရှိန်ကြောင်းနေပြီးတော့စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းပဲခူးတိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှနေရာဆက်စိတ်မှနေရာအနှံ့အပြားမှုထေကြောင့်ရသောနိုင်ကနေရာကွက်ပြီးမှုကြီးချင်းဒေသအလိုက်မှုကြီးချင်းလျှက်စီလက်ချင်းမှုချင်းချင်းမှုတီကျွေးချင်းမှုကျုပ်ပြချင်းနဲ့မှုသက်လေးပြင်တိုက်ခဲချင်းတို့ဖြစ်ပေါ်နိုင်တယ်လို့အတည်ပြုချက်အရသိရ ပါတယ်ရှင်။ပြည်သူများရှင်ကျမတို့ရှန်ကိုမီဒီယာကနေရန်ကုန်တိုင်းဒေသကြီးတွင်မှာဖြစ်ပေါ်နေတဲ့သတင်းဖြစ်စဉ်များကိုအချိန်နဲ့တပြေးညီသိရှိနိုင်ရန်ထောက်လင့်တင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးကြတဲ့ပြည်သူများကိုကျေးဇူးတင်ရှိပါတယ်ရှင်။